အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ထူးခြားတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်မနေ့တော့မတ်လ20နှစ်မှ6ရက်နေ့2025ခုနှစ်မှာဒီစည်းပါလီမန်လွှတ်တော်အစည်းအဝေးမှာအော်အော်တောင်းတောင်းဖြစ်သွားတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် share ပေးချင်တယ်ခင်ဗျစည်းဝင်ကြီးနေတန်ယာဟုက၎င်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ပါလီမန်လွှတ်တော်အစည်းအဝေးမှာမိန့်ခွန်းပြောကြားခဲ့ငါတို့နိုင်ငံကလက်ရှိဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တယ် အချုပ်ချာအာဏာတည်တံ့ဖို့လည်းလိုအပ်တယ်။နောက်တစ်ခုကမတို့နိုင်ငံရဲ့နယ်မြေစိုးမိုးမှုတွေများစွာပြုလုပ်ဖို့လိုအပ်တယ်။လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံအတွင်းမှာစုပူတောင်းကျမ်းမှုတွေကိုအမြန်ဆုံးထိန်းချုပ်ဖို့လိုအပ်တယ်လို့လည်းသတင်းပေါ်ကြားခဲ့တယ်။အဲ့လိုမျိုးတွေကုန်တိတ်ခါမဲ့တဲ့လောက်ရက်တွေကိုမလုပ်ဖို့လူအကြောင်းလဲ၎င်းကထည့်ပြောတယ်။အဲ့လိုမျိုးကမြင့်မြတ်တဲ့လူမျိုးဖြစ်တယ်။ငါတို့လူမျိုးရဲ့ဆန္ဒမူနာကကမ္ဘာတမိုင်းပဲလို့ပြောကြခဲ့။နောက်ထပ်၎င်းပြောကြခဲ့တာကတော့နိုင်ငံနှင်းမှာရှိတဲ့ စုမှုအုံကြွားမှုတွေနဲ့ပတ်သက်ပြီးတော့အများဆုံးထိန်းချုပ်ဖို့လိုအပ်ကြောင်းဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ဟာမတ်တပ်ဖွဲ့အနေနဲ့လည်းလက်ရှိ၎င်းတို့ဖမ်းဆီးထားတဲ့ဒဇာကန်မျိုးကိုပြန်လည်ပြီးတော့လွတ်ပေးရန်အတွက်ကြိုးကြားခဲ့တယ်တကယ်လို့ဟာမတ်အနေနဲ့လွတ်မပေးဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ဂါဇာကမ်းမြောင်ကိုထပ်မံပြီးတော့တိုက်ခိုက်သွားဖို့ရှိကြောင်းနင်းနေထိုးစစ်ကိုလည်းအလုံးနဲ့အရင်နဲ့ဝင်ရောက်ပြီးတော့ဂါဇာကမ်းမြောင်တစ်ခုလုံးကိုသိမ်းပိုက်ဖို့လိုအပ်တယ်ဟာမတ်အနေနဲ့ခေါင်းမာနေလို့မရဘူးလို့လည်း၎င်းကပြောကြားခဲ့တယ်ခင်ဗျ ဒါဒီနဲ့ပတ်သက်ပြီးတော့ပါလီမန်လွှတ်တော်အစည်းအဝေးမှာရှိတဲ့အခြားအမတ်များကဇေဝင်ကြီးနေတန်ယာဟုကိုတံပြန်ပြီးတုံ့ပြန်ပြောကြားမှုတွေများစွာဖြစ်ပွားခဲ့တယ်ခင်ဗျာနေတန်ယာဟုမင်းအနေနဲ့မရှက်ဘူးလားမတို့စင်မြင့်ပေါ်မှာလာရောက်ပြီးတော့မင်းအချိန်ပေါင်းများစွာဟာမတ်နဲ့ပတ်သက်ပြီးတော့မင်းပြောကြားခဲ့2023ခုနှစ်ကစတင်ပြီးတော့မင်းဟာမတ်အကြောင်းကိုဒီစင်မြင့်ပေါ်ကနေပြောကြားခဲ့မင်းမရှက်ဘူးလားလို့ အောက်မှာရှိတဲ့ပါလီမန်လွှတ်တော်အစည်းအဝေးမှာရှိတဲ့အမများစွာကနေတန်ယာဟုကိုတိုက်ရိုက်ပြောချခဲ့ရှက်စရာတော့တော်တော်ကောင်းနော်နောက်ထပ်အခြားအခြားအမတ်ကြီးများစွာက၎င်းတို့ရဲ့မိန့်ခွန်းပြောချတဲ့အလှည့်မှာလေနေတန်ယာဟုကိုကောင်းကောင်းပြောခဲ့တယ်ခင်ဗျနေတန်ယာဟုမင်းအနေနဲ့မတို့နိုင်ငံရဲ့အကျိုးစီးပွားအကျိုးစီးပွားအကြောင်းနဲ့ပတ်သက်ပြီးတော့မင်းနှစ်နဲ့ချင်းနေတခုမှမင်းတလုံးမှကိုနိုင်ငံရဲ့အကျိုးစီးပွားနဲ့ပတ်သက်ပြီးပြောချတာမရှိဘူး လက်ရှိမင်းဖြစ်ချင်တာကဂါဇာမှာရှိတဲ့ဟာမတ်တပ်ဖွဲ့နဲ့စစ်တိုက်ဖို့ပဲမင်းကောင်းထဲမှာရှိနေတယ်။ငါတို့လူမျိုးရဲ့စီးပွားရေးငါတို့လူမျိုးရဲ့လူမှုရေးငါတို့လူမျိုးရဲ့ကျန်းမာရေးအလုံးစုံကိုမင်းကလစ်လူရှုထားတယ်။ဒါလေးနဲ့ပတ်သက်ပြီးတော့မင်းပေါ်မှာအလုံးတောင်းဝင်ရှိတယ်။နောက်တစ်ခုကငါတို့နိုင်ငံသားတွေရဲ့ချွေးနဲ့တွေးနဲ့ရင်းပြီးတော့ရှာထားရတယ်။ငွေကြေးပေါင်း1.3ဘီလီယံလောက်ကို နိုင်ငံသားတွေစီကနေပြီးတော့အတင်းအာရမဂုတ်အွေးဆုတ်ပြီးတော့မင်းတို့လိန်လယ်ပြီးတော့ကောက်ခံခဲ့တယ်ယူခဲ့တယ်ဒီငွေကြေးတွေကိုစစ်ပွဲထဲမှာခရမ်းလက်နက်တွေအဖြစ်မင်းတို့အသုံးပြုပြီးတော့တုံးဆွဲခဲ့ဒါလည်းနဲ့ပတ်သက်ပြီးတော့မင်းပေါ်မှာတောင်းဝင်အများကြီးရှိတယ်လို့နေတန်ယာဟုကိုပြောကြားခဲ့တယ်ခပ်ပြီးပြောကြားခဲ့တာဒီအများကြီးပဲတယောက်ပြီးတယောက်ပြောကြားခဲ့တာခင်ဗျ မင်းငါတို့နိုင်ငံရဲ့ budget အဖြစ်ထားခဲ့တဲ့9.4ဘီလီယံလောက်ကိုလေအလွဲသုံးစားလုပ်ပြီးနိုင်ငံရဲ့ငွေကြေးကိုဒီကာဇာစစ်ပွဲလက်ဘရွန်စစ်ပွဲဒီစစ်ပွဲတွေမှာအလွဲသုံးစားလုပ်ပြီးတော့တုံးဆွဲခဲ့မင်းမရှက်ဘူးလားကမ္ဘာအလဲမှာငါတို့လူမျိုးတွေကိုဂုံတိတ်ခါမဲ့အောင်အရှက်မဲ့အောင်မင်းငါတို့နိုင်ငံပေါ်ကိုအားလုံးလွှဲပြီးတော့အပြစ်ပုံချခဲ့တယ်ဒါတွေနဲ့ပတ်သက်ပြီးမင်းပေါ်မှာတောင်းဝင်အများကြီးရှိတယ်လို့လည်း ပြောကြားခဲ့တယ်ခင်ဗျလက်ရှိနိုင်ငံရဲ့စီးပွားရေးပြိုလဲနေတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးမင်းတို့ကနေပြီးတော့တကြိမ်လောက်မှဟခဲ့လက်ရှိငါတို့နိုင်ငံရဲ့အာဏာကိုလည်းမင်းအပြည့်အဝယူထားတယ်ဒီမှာထိုင်းနေတဲ့ပုံကူတွေအများစုဟာမင်းပြောသမျှစကားကိုနားထောင်ဖို့အတွက်ရောက်ရှိလာတာမဟုတ်ဘူးမင်းဟာလက်ရှိငါတို့နိုင်ငံမှာတရားစွဲဆိုခံထားရတဲ့လူလိန်ကောင်တခိုးကောင်ဆိုပြီးတော့ပြောကြခဲ့ ီအကြောင်းနဲ့ပတ်သက်ပြီးတော့အစည်းတိုင်းဆိုတဲ့တရစ်ဌာနကနေပြီးဖော်ပြထားတာတွေရှိပါတယ်ခင်ဗျမနေ့က၎င်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာတွင်တွင်ကျဲကျဲချပြထားပါတယ်ခင်ဗျဒီတရားဥကိုတရားစွဲဆိုခံထားရတဲ့နိုင်ငံရဲ့ငွေကြေးလိမ်လည်မှုတွေနိုင်ငံရဲ့အာဏာကိုအလွဲသုံးစားလုပ်မှုတွေနဲ့တရားစွဲဆိုခံထားရတာလည်းရှိရခင်ဗျဒါနဲ့ပတ်သက်ပြီးတော့လည်းအကျေတဝန်းရှင်းပြရမယ်ဆိုရင်မိုးလင်းသွားဖို့ရှိတယ်သူ့ရဲ့အရှုပ်ထုတ်ကအများကြီးပဲနော်ပြောချင်တာကကျွန်တော်တို့ပြောချင်တာကလက်ရှိ အစည်းပါလီမန်လွှတ်တော်အစည်းအဝေးမှာနေတန်ယာဟုကြောင်းမလို့အစည်းနိုင်ငံသား1800လောက်အသက်ဆုံးရှုံးခဲ့ရတဲ့14000လောက်ကဒဏ်ရာရရှိခဲ့တယ်ပြီးတော့ဒါလေးနဲ့ပတ်သက်ပြီးတော့နိုင်ငံရဲ့ဘတ်ဂျက်စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းအင်တန်ပြိုလဲသွားတယ်ဒီအကြောင်းအရာတွေရဲ့အတိအကျတည်ရခံကနေတန်ယာဟုဖြစ်တယ်အခုလက်ရှိလည်းနေတန်ယာဟုကစစ်ကိုထပ်ပြီးတော့မိပြန်ပြီးတော့ဂါဇာထဲမှာမှုင်းနေတယ်နောက်ကြအခြားနိုင်ငံတွေဖြစ်တဲ့ဆီးရီးယားနောက်တစ်ခုကျွန်တော်တို့လက်ဘရွန်ကိုလည်းထပ်မှန်ပြီးတော့၎င်းတို့ကမိစမှုင်းထားတယ် ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့အခြားအမတ်တွေပါလီမန်လွှတ်တော်မှာအခြားအမတ်တွေကနေတရားဟုလုံးဝမကျေနပ်ပါဘူးလုံးဝဘယ်လိုပြောမလဲကျွန်တော်တို့ဂျိုင်းအိုင်ပြောရမယ်ဆိုရင်တော့နေတရားဟုခွေးတကောင်လောက်တောင်အဆင်မရှိတဲ့ကောင်လို့ပြောဆိုခဲ့တာနော်နေတရားဟုမင်းကတိုက်ပြည့်ရဲ့တမိုင်းမှာအစိုးဝါဆုံးမင်းဖြစ်တယ်နောက်တစ်ခုကအဖျုံတီးဆုံးနဲ့စင်ကျင်တုံတရားကင်းမဲ့တဲ့ခေါင်းဆောင်တယောက်ပဲလို့ပြောကြခဲ့တယ်နေတရားဟုရဲ့လုံရက်တရား နိုင်ငံအပေါ်မှာအများကြီးစိုးဝါသွားတယ်နိုင်ငံအခုလက်ရှိမတည်ငြိမ်မှုတွေနော်နောက်ကြောင့်နိုင်ငံသားတွေအပေါ်မှာရှိုင်းနေပြီးတော့ဖန်ဆီးမှုတွေများစွာနိုင်ငံသားတွေအေဂျင့်တွေဆန္ဒပြတာတွေကိုလည်းအင်တန်ဖြိုးနိုင်နိုင်ထက်စင်းင်းဖြိုးခွင်းခဲ့တယ်နောက်ကြောင့်နိုင်ငံရဲ့ဆန္ဒမပါဘဲနဲ့စစ်ပွဲကိုထပ်ပြီးတော့အဖြစ်ခက်ရက်စဲကြီးကိုမပြုတ်လုပ်ဘဲနဲ့ဒီဂါဇာလေးကိုဟမတ်နဲ့ပြန်ပြီးတော့စစ်ဖြစ်ဖို့အတွက်၎င်းကလေကြောင်းတိုက်ခိုက်မှုတွေပြုတ်လုပ်ခဲ့တယ်မြေမြထိုးစစ်တွေစတင်ဝင်ရောက်ဖို့နေတန်ယာဟုကစစ်စင်ရေးတွေလုပ်ခဲ့တယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ လုံးဝကိုနိုင်ငံမှာရှိတဲ့အခြားပါလီမန်လွှတ်တော်အစည်းအဝေးမှာအမတ်များစုကလက်မခံခဲ့ပါဘူးနေတန်ယာဟုခွေးကောင်နဲ့နှိုင်းပြီးတော့ပြောကြားခဲ့တာဖြစ်တယ်ခင်ဗျတို့ပဲနေတန်ယာဟုကတော့အရှက်မရှိတဲ့မျက်နှာနဲ့ပါလီမန်လွှတ်တော်အစည်းအဝေးမှာထိုင်းနေတယ်၎င်းတို့ပါလီမန်လွှတ်တော်အစည်းအဝေးမှာရှိသမျှအမတ်တွေကဝိုင်းပြီးတော့မဲဆန္ဒဆုံးဖြတ်ခဲ့တယ်နေတန်ယာဟုပါလီမန်လွှတ်တော်အစည်းအဝေးကိုတလတစ်ချိန်ပဲလာရမယ်မင်းလာချင်တိုင်းလာလို့မရဘူးလို့ဆုံးဖြတ်ခဲ့တာလည်းရှိပါတယ်ခင်ဗျအခုလက်ရှိအနေအထားမှာအစည်းအဝေးမှာ အရန်ရှုပ်ထွေးတဲ့ဒီနိုင်ငံကြီး ပြဿနာကြီးဖြစ်ပွားနေတယ်ကြောင်းတဲ့တယောက်နောက်ကနေကြောချင်းကပ်ပြီးတော့ဓာတ်နဲ့ထိုးနေတယ်ပါလီမန်လွတ်တော်အမတ်တွေကိုလည်းနေတန်ယာဟူက night test scene နဲ့ဖြုတ်တာတွေတော့နောက်ပြကြတော့ night test scene နဲ့ fancy အရေးယူလာတွေကိုပြုတ်လုံနေတယ်လို့လည်းအခြားအခြားပါလီမန်ပါလီမန်လွတ်တော်အမတ်တွေကပြောကြားခဲ့တာကြီးရှိရခင်ဗျအင်တန်ကိုစိုးပါတယ်အစည်းရဲ့နိုင်ငံရေးအခြေအနေဖြစ်ပါတယ်ခင်ဗျဒီเจ้าเนี่ยပတ်သက်ပြီးတော့လေအော်အော်တောင်းတောင်းဖြစ်နေပါလေ။ဒါလေးကိုလည်းအားလုံးကိုကျွန်တော်သိစေချင်လို့ရှယ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျ။နောက်ထပ်သတင်းတစ်ပုဒ်ထပ်ပြီးတော့ကျွန်တော်တင်ဆက်ပေးခြင်းနဲ့ခင်ဗျ။ ။ဟုတ်ကဲ့ခင်ဗျာနောက်ထပ်သတင်းအနေနဲ့ဂါဇာကမ်းမြောင်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ဂျန်နင်းမျိုးနဲ့တူရာကာရာမျိုးတွေကိုအစည်းစီယုံဝါဒီကလွန်ခဲ့တဲ့လအစောပိုင်းလောက်ကလေးကဝင်ရောက်စီးနှင်းတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ခြင်းကြောင့်လက်ရှိအချိန်ထိလည်းပြုလုပ်နေခြင်းဖြစ်ပါတယ်ခင်ဗျာ။ဂျန်နင်းမျိုးဆိုရင်အလုံးစုံပျက်စီးလူနေပါဖြစ်နေပါပြီ။အစည်းရဲ့ဖျက်ဆီးမှုဟာဂျန်နင်းမျိုးမှာရှိတဲ့ပလက်စတီအယက်သားပြည်သူတွေရဲ့နေအိမ်တွေကိုတာဂတ်ထားပြီးတော့ဖျက်ဆီးခဲ့တယ် ဒူရာကာလာမှာရှိတဲ့ပါလက်စတီးအရသာပြည်သူတွေရဲ့အိမ်တွေကိုပဲတိတက်ယူပြီးတော့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းကမ္ဘာသတင်းဌာနများစွာကဖော်ပြခဲ့တယ်။အစ္စရေးရဲ့ D9 ဘော်ရိုဇာတွေနဲ့အိမ်တွေကိုဖြိုချဖျက်ဆီးမှုများစွာ ပြုလုပ်ခဲ့တယ်။နောက်တစ်ခုကအိမ်တွေကိုမီးရှို့မှုနောက်တစ်ခုကအိမ်တွေကိုဘုံများကတ်ပြီးတော့ဖောက်ခွဲမှုများစွာ ပြုလုပ်ခဲ့တယ်ခင်ဗျာ။ဒါတွေနဲ့ပတ်သက်ပြီးတော့ပါလက်စတီးအိမ်ပေါင်း3000ထဲမှာ250တိတိပျက်စီးဆုံးရှုံးသွားကြောင်းကို ကမ္ဘာသတင်းဌာနများစွာကဖော်ပြထားတာကိုတွေ့ရပါတယ်ခင်ဗျဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းလက်ရှိဂျန်နေတဲ့တူအာကာမှာရှိတဲ့ဒီအစည်းရဲ့စီရင်တိုက်ခိုက်မှုများစွာထူးဆန်းဝင်ရောက်ချင်းကြောင်းမလို့ဂျန်နေတဲ့တူအာကာမှာရှိတဲ့ပါလက်စတီးအယက်သားပြည်သူအမျိုးသားအမျိုးသမီးကလေးသူငယ်နဲ့တက်ကြီးရွယ်ဦးအလုံးစုံက၎င်းတို့ရဲ့နေရက်ကိုစွန့်ခွာပြီးတော့တောင်းနဲ့ချီပြီးတော့ရွှေပြောင်းပြီးဒုက္ခတဲ့စခန်းတွေမှာတွားရောက်နေထိုင်နေရကြောင်းလဲကမ္ဘာသတင်းဌာနများစွာကဖော်ပြထားပါတယ် ီသတင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုသိစေခြင်းလို့ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းအနေနဲ့ဂါဇာကမ်းရောင်ထဲမှာရှိတဲ့နူစီယာရက်ွက်နောက်တစ်ခုလာဟီယာရက်ွက်နောက်တစ်ခုဂျာဘာလီယာရက်ွက်နောက်ထပ်တစ်ခုခန်ယူနစ်ဒေတာဒီနေရာကြီးတွေကိုပြစ်မှတ်ထားပြီးတော့ဈေးကနေပြီးတော့ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြီးတော့ပြုလုပ်နေကြောင်းသိရပါတယ်ခင်ဗျာရုပ်တံအများစုလည်းကမ္ဘာသတင်းဌာနများစွာကဖော်ပြထားပါတယ်ခင်ဗျာ ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဂါဇာမှာရှိတဲ့အရက်သားပြည်သူအများစုအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရတယ်။ဒဏ်ရာရရှိသူကလည်းများစွာရှိကြောင်းလည်းပြောကြားထားတာကိုတွေ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရုပ်တံအများစုကိုထည့်ပြီးတော့တင်ဆက်ပေးလိုက်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကိုထပ်ပြီးတင်ဆက်ပေးကြပါမယ်။ match match နောက်ထပ်တရင်အနေနဲ့စီးရနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ဒါယာမြို့ကိုတစည်းကနေပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ခင်ဗျာနောက်ထပ်နယ်မြေထိုးစစ်ဆိုတဲ့ခေါင်းစဉ်နဲ့စီးရနိုင်ငံတောင်ပိုင်းဒေသဒါယာမြို့ရဲ့ကြေးရွာအများစုကိုဒီ idea စစ်သားတွေကအလုံးနဲ့အရင်နဲ့ဝင်ရောက်ပြီးတော့ စီးရရတားပြည်သူတွေကိုဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ပြစ်ခတ်မှုတွေလည်းပြုလုပ်ခဲ့တယ်ဒီပြစ်ခတ်မှုကြောင့်မလို့စီးရရတားပြည်သူခုနှစ်ဦးတိတိအသက်ဆုံးရှုံးခဲ့ရပါတယ်ခင်ဗျဒီတရားမျိုးမှာရှိတဲ့ကျေးလက်ရွာလေးတွေမိတင်းနေထိုင်နေတဲ့စီးရအရတားပြည်သူအများစုက၎င်းတို့အိုးအိမ်တွေကိုစွန့်ခွာပြီးတော့ထွက်ပြေးတန်းရှောင်နေရပါတယ်လက်ရှိအခြေအနေကတော့အစည်းရဲ့နေမည်ထူးစစ်ဆိုတဲ့ခေါင်းစဉ်နဲ့စီးနေတိုက်ခိုက်မှုတွေကြောင့်မလို့အရတားပြည်သူတွေကလက်နက်မဲ့အရတားပြည်သူတွေဖြစ်ပါတယ်ခင်ဗျ ီအရသာပြည်သူအများစုကကလေးသူငယ်နဲ့မျိုးသားမျိုးသမီး၎င်းတို့ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းလဲစီးရီးယားနိုင်ငံတောင်ပိုင်းဒါယာမှာရှိတဲ့တင်းထန်တာများစွာကဖော်ပြထားပါတယ်ခင်ဗျာရုပ်တံအများစုနဲ့ဖော်ပြထားပါတယ်ဒီအရေးကိစ္စနဲ့ပတ်သက်ပြီးတော့လက်ရှိစီးရီးယားအစိုးရကတော့အမေရိကန်နဲ့ဆွေးနွေးပြီးတော့ဗစည်းကိုတားဆီးဖို့အတွက်ပြုလုပ်နေတယ်လို့ HTS ခေါင်းဆောင်အေဂျူလိုင်းကြီးကပြောကြားထားတယ်ခင်ဗျာအေဂျူလိုင်းကြီးကလက်ရှိအမေရိကန်ရဲ့ တောင်ရှိတဲ့တောင်ဝင်ကန်တွေနဲ့တွေ့ဆုံခဲ့တယ်တွေ့ဆုံပြီးတော့အမေရိကန်ကစီးရီးယားအပေါ်ကိုပိတ်ဆို့ရေးယူထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုပြန်လည်ဖြေလျှော့ပေးမယ်စီးရီးယားမှာရှိတဲ့ဓာတ်ရုလက်နက်အမျိုးစုံကိုဖျက်သိမ်းပေးရမယ်နောက်တစ်ခုကလက်ဘရိုမှာရှိတဲ့ဟစ်ပိုလာတွေကိုတားဆီးပေးရမယ်ပိတ်ပင်ပေးရမယ်ဟစ်ပိုလာတွေကိုတိုက်ခိုက်ပေးရနောက်ထပ်အစည်းအရဲ့လုံရက်တွေကိုမင်းတို့ထောက်ခံပေးရမယ်အစည်းအရဲ့နဲ့မင်းတို့တက်အောင်ပေါင်းရမယ်ဆိုပြီးတော့ ATS အစိုးရကိုအမေရိကန်ကနေဖိအားပေးပြီးတော့ ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ HD ရဲ့အစိုးရကလက်ခံခဲ့မယ်ဆိုရှင်ဆီယားနိုင်ငံပေါ်မှာပိတ်ဆို့အရေးယူထားတဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးမယ်ဆီယားနိုင်ငံကိုကူညီပံ့ပိုးမှုများစွာပြုလုပ်ပေးမယ်လို့လည်းအမေရိကန်ကနေပြောဆိုခဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့အားလုံးကိုကျွန်တော်သိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျနောက်ထပ်သတင်းကိုတင်ဆက်ပေးချင်ပါသေးတယ်ခင်ဗျနောက်ထပ်သတင်းအနေနဲ့ ရမန်နိုင်ငံမှာရှိတဲ့မြို့တော်ဆန္ဒရဲ့နေရာအများစုကိုအမေရိကန်ကနေပြီးတော့ဒီကြောင်တိုက်ခိုက်မှုတွေဆက်လက်ပြီးတော့များစွာပြုလုပ်နေကြောင်းရမန်မှာရှိတဲ့သတင်းဌာနများစွာကဖော်ပြခဲ့ပါတယ်။အမေရိကန်ဒီရမန်နိုင်ငံပေါ်ကို2025ခုနှစ်မတ်လ15ရက်နေ့ကလေးကနေပြီးတော့ယနေ့အချိန်ထိကြီးမားတဲ့လေကြောင်တိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လာခြင်းကြောင်းရမန်မှာရှိတဲ့အရက်သားပြည်သူတရာကျော်သေဆုံးသွားကြောင်းလဲ။ ကမ္ဘာသတင်းဌာနများစွာကဖော်ပြထားပါလေခင်ဗျဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအားလုံးကိုကျွန်တော်သိစေချင်လို့ရှယ်ပေးခြင်းဖြစ်ပါလေခင်ဗျနောက်ထပ်ဒီကျွန်တော်တို့အမေရိကန်ကွန်မြူနတီပါတီဝင်တဦးဖြစ်တဲ့ ACP မှပုဂ္ဂိုလ်တဦးဖြစ်တဲ့ Jesse Hinkel ဆိုတာကလက်ရှိယမန်နိုင်ငံကို ရောက်ရှိနေပါတယ်။ရောက်ရှိနေတဲ့အကြောင်းရင်းကတော့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့စစ်တမ်းကောက်ယူနေကြောင်းလည်းသိရတယ်။ လက်ရှိဂျက်ဆင်ဟင်ကယ်ကအမေရိကန်ရဲ့စစ်ရာသွေးမှုကျူးလွန်မှုဟာအင်တန်ဆိုးဝါးကြောင်းလဲ၎င်းကပြောကြားထားတာကိုတွေ့ရတယ်။ဂျက်ဆင်ဟင်ကယ်ရဲ့ပြောကြားချက်မှာတော့အမေရိကန်အစိုးရကလက်ရှိအစည်းရဲ့ကိုထိုးလှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ယမန်နိုင်ငံပေါ်ကိုစစ်ရာသွေးမှုကျူးလွန်နေကြောင်းလဲဂျက်ဆင်ဟင်ကယ်ကနေပြောကြားထားတာကိုတွေ့ရတယ်ခင်ဗျ။ဒါကအင်တန်ဆိုးဝါးတဲ့လုပ်ရဖြစ်ကြောင်းအမေရိကန်ကနိုင်ငံငယ်တွေပေါ်မှာစစ်ရာသွေးမှုကျူးလွန်လာတာနှစ်ပေါင်းများစွာကာလတာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်းလည်း၎င်းကဖော်ပြထားတာကိုတွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အားလုံးကိုသိစေချင်လို့ share ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ။နောက်ထပ်သတင်းကိုတစ်ထပ်သတင်းအနေနဲ့အီဂျန်ရဲ့စစ်ဦးစီးချုပ်ဖြစ်သူဘူချုပ်ဘာဂါရီကနေပြီးတော့၎င်းတို့ရဲ့ဆောက်လုပ်ထားတဲ့မြေအောက်လှိုင်ကောင်းအများစုတဲကနေပြီးတော့အသေးစားမြေအောက်လှိုင်ကောင်းတစ်ခုကိုထုတ်ပြလာတာကိုတွေ့ရတယ်။လွန်ခဲ့တဲ့နှစ်အစောပိုင်းလောက်တုန်းကအစည်းကနေပြီးတော့ ီးရီးယားနိုင်ငံထဲမှာရှိတဲ့အီရန်တန်ယုံကိုလေကြောင်းတိုက်ခိုက်ပြီးတော့ဖျက်ဆီးခဲ့တယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာအီရန်ရဲ့အရာရှိနှစ်ဦးတေဆုံးခဲ့တယ်စီးရီးယားမှာဒီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့အီရန်ဘက်ကနေပြီးတော့ option 2 promise 2ဆိုပြီးတော့အဲ့ဒီစစ်စင်ကြီးတစ်ခုစတင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်လှုပ်ဆောင်ပြီးတော့အီရန်ကနေပြီးတော့ဈေးကိုဒုံးကျည်ပေါင်းအစင်180ကျော်ပြစ်လွတ်ပြီးတော့အစည်းရဲ့စစ်ဘက်ဆိုင်ရာဌာနစစ်ကမ်းတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့အစည်းက ထပ်မံပြီးတော့အမေရိကန်နဲ့၎င်းတို့အပေါင်းအဖွဲ့ဖောက်ခံတဲ့နိုင်ငံအများစုနဲ့ဝိုင်းပြီးတော့အီရန်ကိုတွားရောက်ပြီးတော့လင်းရင်ပေါင်းအစင်းရာကျော်အသုံးပြုပြီးတော့အီရန်စီကိုထပ်မံပြီးတော့တိုက်ခိုက်ခဲ့တယ်။တိုက်ခိုက်ခဲ့တဲ့အချိန်မှာအီရန်ရဲ့ဒုံးကြီးလက်နက်စက်ရုံတွေကိုတားကပ်ထားပြီးတော့ဈေးကတိုက်ခိုက်ခဲ့တယ်လို့သိရတယ်။အီရန်ဘက်ကနေပြီးတော့ဆုံးရှုံးနေတာမှုတိတ်မရှိဘူးလို့လည်းပြန်လည်ထုတ်ပြန်ခဲ့တယ်။၎င်းတို့တိုက်ခိုက်တာကအသေးစားတိုက်ခိုက်မှုလို့လည်းအီရန်ဘက်ကနေပြောကြားခဲ့တယ်။ အစည်းအနေနဲ့ကတော့ကျွန်တော်တို့တိုက်ခိုက်ခဲ့တာအောင်မြင်ခဲ့တယ်လို့ပဲပြောကြခဲ့တယ်။ဒါပေမဲ့သူတို့ကဘာတွေတိုက်ခိုက်ခဲ့တယ်လို့အစည်းကတော့ထုတ်ပြန်ထားခြင်းတော့မရှိဘူးခင်ဗျ။ဒါကတော့ထုတ်ပြန်ထားတာနဲ့အီရန်ထုတ်ပြန်ထားတာတစ်ထပ်တည်းလည်းဖြစ်နေတယ်။အခုထပ်မံပြီးတော့အီရန်ကနေပြီးတော့ဒီမြေအောက်လိုင်ကောင်းအသေးစားတစ်ခုကိုထုတ်ပြခဲ့တယ်။ဒီလိုင်ကောင်းထဲမှာရှိတဲ့ drone ကြီးအများစုက option 2 promise 3အတော့ဖြစ်တယ်။ဒါကအီရန်ကနေပြီးတော့ဒီစရီးကို စစ်စင်ကြီးအတွက်ဖြစ်တယ်ဆိုပြီးတော့အီရန်စစ်ဦးစီးချုပ်မိုဟမက်ဘာဂါဂျီကလည်းပြောကြခဲ့ဒီစစ်စင်ကြီးရဲ့နာမည်ကလည်းကျွန်တော်တို့တီးပြီးသားလည်းဖြစ်တယ်အစည်းကိုတိုက်ခိုက်ဖို့စစ်စင်ကြီးဖြစ်ကြောင်းလည်းအကုန်လုံးကကမ္ဘာမှာရှိတဲ့နိုင်ငံအသီးသီးမှာရှိတဲ့ပြည်သူလူထုကတီးပြီးသားဖြစ်အဲ့တော့ဒီမြောက်လှိုင်ကောင်းကအသေးစားလို့လည်း၎င်းကပြောကြတယ်ဒါကအစည်းကိုတိုက်ခိုက်ဖို့အတွက်ထားတဲ့ဒရုန်းကြီးသုံးတူလောင်ယုံဖြစ်ကြောင်းလည်းပြသလာတာကိုတွေ့ရလက်ရှိအီရန်အနေနဲ့ကလည်းစီးရီးပြသမှုများစွာပြုလုပ်နေတယ် ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်အနေနဲ့လည်းအီရန်ကိုတားဖို့အတွက်အစည်းကအချိန်ပေါင်းများစွာကြိုးပမ်းခိုင်းနေတယ်။အီရန်ကလည်းလက်ရှိအချိန်ထိအမေရိကန်ရဲ့စကားကိုလက်မခံဘူးဖယ်ပြနေတာကိုတွေ့ရတယ်။ရုရှားတို့တရုတ်တို့နဲ့ပေါင်းပြီးတော့အမေရိကန်ကနေပြီးတော့အီရန်ကိုပြောခိုင်းတာ။ဒါပေမဲ့ပြောလို့မရဘူးဖြစ်နေတယ်။လက်ရှိအီရန်ကလုံးဝလက်မခံဘူးဖြစ်နေတယ်။အဲ့တော့ဆက်ပြီးဘာဖြစ်လာမလဲဆိုတော့အတိအကျမသိရသေးဘူးခင်ဗျ။နောက်ထပ်ကျွန်တော်ထူးခြားတဲ့ဂျာပြတ်သတင်းတစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးခြင်းဖြစ်တယ်။ ဒီသတင်းကအားလုံးလည်းသိစေချင်လို့ပါကမ္ဘာပထဝီနိုင်ငံရေးလိလသုံးသပ်ကူကားသူတဦးဖြစ်တဲ့ဆန်ပါကာဆိုတဲ့ပုဂ္ဂိုလ်ရဲ့ပြောကြားချက်ကိုကျွန်တော်ရှင်းပြချင်တယ်ခင်ဗျဒီအမေရိကန်တမလထွန့်၎င်းအာနာမရခင် အချိန်က၎င်းရဲ့နှုတ်ကနေပြီးတော့လေကြီးလေကျယ်စီပြောခဲ့တယ်၎င်းအာနာရလာခဲ့ရင်အရှိလေပိုင်းမှာဖြစ်နေတဲ့စစ်ပွဲတွေကဘာမှဖြစ်နေတဲ့စစ်ပွဲအလုံးစုံအားလုံးကိုရက်သွားအောင်ကျွန်တော်လုပ်ပေးမယ်ပြီးတော့ ရွှေအောင်ခက်ကိုကျွန်တော်ရောက်အောင်လုပ်ပေးမယ်ဆိုပြီးတော့နှောင်းကပြောကြားခဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကမ္ဘာပထမနိုင်ငံရေးလေလာတုံးတက်ကူကတူစံပါကားကလက်ရှိကမ္ဘာရဲ့နိုင်ငံရေးအခင်အကျင်းပေါ်မှာအစ္စရေးကနေဘယ်လိုကြိုးကင်နေလဲဆိုတာကို၎င်းရဲ့နှုတ်ကနေပြီးတော့ထုတ်ပြောကြားလာတာကိုတွေ့ရတယ်ခင်ဗျအစ္စရေးကလက်ရှိဂါဇာကမ်းကြောင်ထဲမှာကျူးကျော်စစ်တိုက်နေတဲ့အချိန်မှာအမေရိကန်တပ်မတော်ထွန့်တက်လာတယ်အဲ့လိုပဲတစ်ဖက်မှာလည်းယူကရိန်းနဲ့ရုရှားကျူးကျော်စစ်ဖြစ်နေတဲ့အချိန် အဲ့တော့ပြောချင်တာကဒီစစ်ပွဲနှစ်ပွဲကိုရှင်ပြီးတော့အမေရိကန်သမ္မတထွန့်တက်လာတဲ့တပြိုင်နက်အမေရိကန်သမ္မတကဒီအစရေးကိုချက်ချင်းစစ်ပွဲရပ်ဖို့အတွက်ပြောခဲ့တယ်။ဒါနဲ့ပတ်သက်ပြီးတော့ဂါဇာကမ်းကြောင်ထဲမှာရှိတဲ့ဟာမတ်ကလည်းစစ်ပွဲကိုအဟုတ်ကြီးမှတ်ပြီးတော့ရပ်ပေးလိုက်ရ။တကယ်ပဲစစ်ပွဲရပ်ပြီးမှတ်လို့ရပ်ပေးလိုက်ကြ။ပြောချင်တာအစရေးရဲ့ကျိုးကင်မှုဘယ်ကျိုးကိုလန့်ဆွဲတယ်ဘယ်ကျိုးကိုလျှော့လိုက်တယ်ဘယ်ကျိုးကိုပြန်ဆွဲတယ်ဘယ်ကျိုးကိုလျှော့လိုက်အဲ့ပုံစံကျိုးကင်မှုဘယ်လိုမိမောင်းထိုးပြသွားလဲဆိုတော့ အစည်းကနေပြီးတော့၎င်းတို့ရဲ့မူဝါဒအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်တမလာစီကိုချပြထားတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့အမေရိကန်တမလာထရန့်ကဒီစစ်ပွဲကိုအစည်းစစ်ပွဲကိုပထမအဦးဆုံးရက်လိုက်တယ်။ရက်လိုက်တဲ့အကြောင်းအရင်းကလည်းအစည်းကိုမင်းခဏနောက်ဆုတ်လိုက်။မင်းငါတို့စကားကိုနားထောင်ပြရင်ဒီကြပါ့ရုရှားနဲ့ယူကရိန်းကငါတို့စကားကိုထပ်ပြီးကောင်းနေနားထောင်ရတယ်။အဲ့တော့ဒီစစ်ပွဲအရင်မင်းရက်လာပြီးမှမင်းမလုပ်ချင်တဲ့လုပ်ချင်တဲ့အရာကိုဆက်လုပ်။အဲ့ပုံနဲ့တွားထားတယ်။နောက်ထပ်ကျွန်တော်တို့ဒီ ယူကရိန်းစစ်ပွဲကိုလက်ရှိအပြစ်ခတ်ရစဲရေးရပောင်း30ယူကရိန်းစစ်ပွဲကိုစတင်လှုပ်ဆောင်နေပြီအဲ့တော့၎င်းတို့အစည်းအကိုတော်မှာငါတို့ဒီပုံစံဒီပုံစံပြောပြီးရက်ခိုင်းတယ်နော်အခုမင်းတို့ဒီစစ်ပွဲကိုလည်းရက်ဖို့အတွက်အချိန်တန်ပြီဆိုပြီးတော့ပြောဆိုလာတာကိုတွေ့ရတယ်အခုလက်ရှိအနေအထားမှာတော့အစည်းက၎င်းတို့စိတ်ကြစစ်မီးကိုထပ်မှန်ပြီးတော့ဖွေးပြီးတော့ဆက်ပြီးတော့ပြုတ်လုံနေတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့စမ်ပကာကကမ္ဘာပထဝီနိုင်ငံကြီးလေးလာတုံးသက်သူတွားပြီးလေးလာနော်တစ်ချက်လှမ်းပြီးတော့ရှာပြီးတော့ရိုက်ကြည့်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့၎င်းကပြောချခဲ့နော် ဆန်ပကာကပြောကြခဲ့နော်ရိုးရိုးရှင်းရှင်းပဲကဘာမှာရှိတဲ့နိုင်ငံအသီးသီးကိုအစည်းကနေဘလို့ဂျိုးကင်နေလဲနော်ဘသူနဲ့ဂျိုးကင်လို့ရတယ်ဆိုတာကိုလည်းဆန်ပကာကပြောကြားလိုက်တာကိုတွေ့ရတယ်ခင်ဗျအစည်းကလက်ရှိ၎င်းကတကွက်ကြားကွက်ကိုနောက်ဆုတ်ပြလိုက်တယ်နော်နောက်ဆုတ်ပြပြီးတော့မိကမင်းသွားပြောတော့ယူရင်းစစ်ပွဲကိုရက်ခိုင်းတော့ငါတို့ကြားနေပြီဒီမှာစောင့်နေတာငါတို့ဒီကိုပြန်ပြီးစစ်စီရေးတွေလုပ်ဖို့အချိန်ကြတော့မှာမင်းမမြန်ပြောတော့ အမေရိကန်ကိုပြန်ပြန်ပြောခိုင်းတယ်အမေရိကန်တော့ပြောရတယ်ဟုတ်တယ်နော်နောက်ထပ်ငါတို့နိုင်ငံမဟုတ်ဘူးပြစ်နေတဲ့ယီမန်ကနေပြစ်နေတဲ့ယမန်ကနေပြစ်နေတဲ့လက်နက်တွေရှိတယ်ငါတို့အိုးအိုးတွေနေနေဆွဲနေရတယ်နော်ကြွေကြွေဩဆိုပြီးဆွဲနေရတယ်ငါတို့ပြည်သူတွေထိတ်လန့်ကြောင်းကြောင်းကြမှုတွေအများကြီးရှိတယ်နော်ဒီအိုးအိုးတွေဆွဲရင်အဲ့တော့မင်းယမန်ကိုတော့ပြစ်စမ်းတော်မြန်မြန်ပြစ်မင်းတယောက်တည်းမရဘူးဆိုရင် UK မှာခေါ်သွားအင်္ဂလန်မှာခေါ်သွားတော့ပြစ်တော့ပြစ်ခိုင်းအမေရိကန်ကိုတော့ပြစ်ခိုင်းငါတို့ဘေးနားမှာရှိတယ်အီဂျစ်ရှိတယ်ဂျော်ဒန်ရှိတယ်နောက်တစ်ခုကလက်ဘရွန်ရှိတယ်နောက်တစ်ခုက စီတရားရှိတယ်ဒီကောင်လေးကိုမင်းညင်အောင်ထိတ်ဒီမထိနိုင်ဘူးလားဒီကောင်လေးကိုညင်အောင်ငါခဏခဏဝင်းဝင်တိုက်ရငါလူဆိုးကြီးဖြစ်တယ်အဲ့တော့မင်းနေညင်အောင်ထိန်းစမ်းဒီပုံစံလေးလုပ်အာကဘာရဲ့ကျိုးဘယ်ကျိုးဘယ်လိုဆွဲရမလဲဘယ်ကျိုးဘယ်လိုတင်းရမလဲဆိုတာကိုအားလုံးကိုကျွန်တော်သဘောပေါက်အောင်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာဒီနေရာကနေဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ထူးခြားတဲ့တင်များစွာကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကမ္ဘာမှာဖြစ်နေတဲ့စစ်မီးတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာဖြစ်နေတဲ့စစ်မီးတွေနဲ့ပတ်သက်ပြီးအီမန်ရှင်အားလုံး တို့ကမှတတိယပြေဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်နော်ဒီနေရာကနေပြီးတော့တန်နိုင်တဲ့ဘက်ကနေပတ်တကထုတ်ပြီးပါအားချက်နံပါတ်ဖတ်ပြီးစုတောင်းပြီးပါနော်အခြားပါလာဝင်နေနေလည်းကမ္ဘာစင်ပြီးနေမြန်မာစင်ပြီးအများဆုံးရင်းချမ်းမှုစုတောင်းမှုတွေပြုလုပ်ပြီးပါကျွန်တော်အနေနဲ့ဒီနေရာကနေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါစေလို့ပြောလိုက်ပါရစေ